အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Facebook ကဗီဒီယိုတွေကို download လုပ်တဲ့အခါမှာခက်ခဲဖြစ်နေတဲ့သူတွေအတွက်အရင်လွယ်ကူတဲ့နည်းတစ်ခုမျှဝေပေးမှာဖြစ်ပါတယ်အရင်ကတော့ကျွန်မကလည်း Facebook ဗီဒီယိုတွေကို download လုပ်တဲ့အခါမှာ Google browser တစ်ခုခုကနေဝင်မှ download လုပ်ပါတယ်ဒါပေမဲ့1လ3လကြာလာတဲ့အခါမှာ download လုပ်လို့မရဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်မကတော့ ဒီ software ပေါ့နော် app တစ်ခုကနေ download လုပ်ကြည့်တယ်။အရင်အဆင်ပြေတယ်၊လွယ်ကူတယ်၊ရွရှင်းတယ်၊ရွရွရှင်းရှင်းလေးနဲ့အရင်ကို download အဆင်ပြေတဲ့အတွက်မိတ်ဆွေတို့ကိုမျှဝေပေးချင်တာဖြစ်ပါတယ်။အရင်ဆုံး Facebook တင်ဝင်ပါမယ်။ပြီးရင်တော့ဒီမှာကိုကြိုက်တဲ့ဟို download ဆွေးချင်တဲ့ video တစ်ပုဒ်ကိုရွေးချယ်လိုက်ပါ။ဒီမှာဒီတစ်ပုဒ်ကို download ဆွေးချင်တဲ့ ကျမဆိုရင်ဘလို့ဆွေးရမလဲပြပါမယ်။အခုအနေအောင်ပြထားတဲ့ share နေရာကိုတစ်ချက်နှိပ်လိုက်ပါ။အဲ့ဆိုဒီလို ပေါ်လာမယ်။အဲ့ဆိုရင်အောက်မှာ copy link ဆိုတာရှိတယ်။အဲ့ဒီ copy link ကိုတစ်ချက်နှိပ်ရပါမယ်။အခုကျမအနေအောင်ပြတဲ့နေရာမှာပါ။အဲ့မှာတစ်ချက်နှိပ်လိုက်ပါမယ်။ ပြီးရင်ဒီလိုပေါ်လာတယ်ဒီလိုပေါ်လာပြီဆိုရင်တော့ဒီ Facebook ကနေထွက်လို့ရပါပြီ Facebook ကနေထွက်လိုက်မယ်ပြီးတော့ခုအစ်မအနီအောင်ပြတဲ့ software တွေကို ဝင်ရပါမယ်အဲ့ဒီ software ကိုကြိုဒေါင်းလို့ဆွဲထားရပါမယ်နော်အဆိုဒီလိုစာမျက်နှာပေါ်လာရင်ဒီမှာတို့ရခိုင်ုံတွားနေတဲ့ဟာကိုခဏလေးစောက်ပေးလိုက်ပါမယ်။ ကဲရတော့ပြီဒီလိုပေါ်လာတယ်အဲ့ဒါကတော့ဒီမှာကတော့ကျမတို့ဗီဒီယို quality ကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီပထမတစ်ကွက်ကိုရွေးချယ်လဲရတယ်ဒါမှမဟုတ်ဒုတိယတစ်ကွက်ကိုရွေးချယ်လဲရပါတယ်တမဲ quality ပုံများတာပိုကောင်းလာပါတော့ဒါကြောင့်ကျမကတော့ဒီ9000 900ကျော်ကို900ကျော်ကိုကျမရွေးပါတယ်ပြီးရင်တော့ကို download ဆွဲမဲ့နေရာကတော့ဒီ အောက်မှာအပြာရောင်ဓာတ်လို့ဆွဲတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါနော်ပြီးရင်ဒါခမ်းမဲ့ဖြစ်တဲ့အတွက်ကြောညာလေးတော့ဝင်လာပါတယ်ဒီကြောညာလေးကိုကြည့်ပေးလိုက်ပါအာကြော်ဖို့ပေးလာတဲ့အခါတော့ကြော်လို့ရပါတယ်နော်ကြောညာလေးပြီးတော့ရင်ဒီလိုပေါ်လာရင်ဒီလိုပေါ်လာရင်ဒါကဘဝေချင်းဝင်လို့ရတယ်မဝေချင်းဆိုရင်တော့ဘုံအမြောက်လေးကိုဖြတ်တဲ့နေအောင်ဖြတ်လိုက်ပါနော် ဒီလိုပေါ်လာရင်တော့ဒါကတော့တောင်းဆွေးပြီးသွားပါပြီ။ကေဒါစီကိုရဲ့ဂလာရီထဲမှာရောက်မြောက်သွားစစ်မယ်။တပ်ပုံလေးပါတဲ့နေရာမှာဆက်ဝင်မြင်မယ်နော်။ဝင်လိုက်လို့ရှင်ကေခုနဗီဒီယိုဒီမှာပေါ်လာပါပြီ။ခုနဒေါင်းလုဒ်လုပ်တဲ့ဟာဒီမှာအော်တိုရောက်လာပါပြီနော်။အဆွေရသွားပါပြီ။အားလုံးပဲအစီအမေကြပါစေ။အပန်းမကြီးဘူးဆိုရင် like and subscribe လေးပေးဖို့တောင်းဆိုချင်ပါတယ်။